ုံးမဲမင်္ဂလာပါရှင်။မွန်ကတော့ဒီနေ့ငါးချင်မောင်ဟင်းလေးချက်ဖြစ်ခဲ့လို့မွန်ရဲ့ချန်နယ်လေးကိုအားလုံးလောင်းမြောက်ပေးရပါဖြစ်ပါတယ်။ပအဝင်ပစ္စည်းတွေကလည်းနေတယ်ပေါ့နော်။မွန်ကဒီမှာချင်မောင်ကိုအရင်နေ့ကရမှွေထားတယ်။ပြီးရင်ငါးလေးရဲ့နောက်စိမ့်သားငပိလေးကိုအရေးဖြောထားတာရဲ့အဲချက်တော့အဖြူအနီလေးကိုဒီလှီထားတာလေးရဲ့ပေါ့နော်။ဒါလေးပဲလိုပါတယ်။အရင်ဆုံးမွန်တို့တွေ င်းချက်ချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကြက်သွန်အဖြူအနီးရဲ့ငားရည်ကိုထည့်ပြီးရင်စနွေးမုတ်လေးနည်းနည်းရဲ့အယောင်လှဖို့အတွက်အယောင်တင်ပုံလေးနည်းနည်းရဲ့နောက်ပြီးွားပြီးဆိုလို့ရှိရင်တော့မို့လို့စီလေးနည်းနည်းပေါ့နော်စီကတော့ထမင်းစားဆုံးတစုံလောက်ဆိုလို့ရှိရင်လုံလောက်ပါတယ်စီအများကြီးထည့်စရာမလိုပေါ့နော်ဒါလေးတွေကိုထည့်ပြီးတော့ရောသမားမှွေပြီးတော့တည်တည်ချာလေးမုံလို့နေထားလိုက်ပါမယ်ဒီလိုမျိုးနေပြီးပြီဆိုရင်တော့မုံကဒီမှာ ငါးလေးအကြက်မြန်စီဖို့အတွက်အဲရေနွေးလေးကိုနည်းနည်းလေး အရင်ထည့်မယ်ပေါ့နော်အများကြီးမထည့်သေးဘူးပေါ့နော်ရင်လေးနည်းနည်းလေးနဲ့မလို့ဒီငါးလေးကိုတည်ထားလိုက်မယ်အဲဒီလိုတည်ထားလိုက်တာကရေလေးရလဲပုတ်ပုတ်ပွတ်ဆူပြီးတော့ငါးလေးလည်းနူးပြီးဆိုရင်တော့မလို့ရင်လေးများများလေးထည့်ပြီးတော့ထပ်ပြီးတော့ဆူအောင်လို့တည်ထားလိုက်ပါမယ်ပြီးရင်တော့မလို့ကြည်အောင်မွေထားတဲ့ချင်မောင်အမွေလေးကိုပေါ့နော်တခါတည်းဒီငါးချက်တဲတွေကိုထည့်ပြီးတော့စင်းစားငပိအဟိဖြော်ထားတာလေးကိုပါထည့်ပြီးတော့အဲပုတ်ပုတ်ပွတ်ဆူအောင်လို့ထပ်ပြီးတော့တည် ဖို့အတွက်အဖုံးလေးပိတ်ထားလိုက်ပင်ပေါ့နော်။ဟင်းလေးရလုံးဝပုံပုံပွားစုသွားပြီဆိုရင်တော့အရသာအတွက်ကိုမောချက်သားမှုလေးနည်းနည်းထည့်ပါမယ်။အဲနောက်ပြီးသွားရင်ငရုတ်သီးစိမ့်လေးတွေလည်းထည့်လိုက်မယ်ပေါ့နော်။တကယ်လို့အဆက်စားခြင်းတဲ့သူတွေကတော့ငရုတ်သီးစိမ့်ကိုတခါတည်းညှက်ပြီးတော့ထည့်လို့ရပါတယ်။မောကတော့ငရုတ်သီးစိမ့်ကိုကြိုက်စားရတာပုံသဘောကြတဲ့အတွက်ကြောင့်မို့ထမင်းစားတဲ့အချိန်ကြမှာငရုတ်သီးစိမ့်လေးကြိုက်ပြီးတော့စက်တော်မျိုးလေးတူစားမယ်ပေါ့နော်။ဒီငါးချက်မှဟင်းလေးကချက်ကလာလဲအရန်လွယ်တယ်။နောက်ပြီးသွားလို့ရှိရင်ဒီလိုရာသီအကူအပြောင်း အချိန်ကာလတွေဆိုရင်ကရွေးနေပါတယ်ပြတ်တယ်နေမကောင်းဖြစ်ချင်တယ်လို့ဖြစ်နေရဆိုရင်ငားကြိုက်တဲ့သူတွေပေါ့နော်ဒီငားချက်မောင်းဟင်းလေးကိုချက်စားကြည့်လို့ရတယ်ညီလည်းမညီဘူးစားတာလည်းအရန်အရသာရှိရဲ့အတွက်ကြောင့်မလို့မွေးချက်နေလေးတိုင်းအားလုံးလေးလိုက်စားကြည့်ကြပါဦးနော်ကျေးဇူးများကြီးတင်ပါတယ်ရှင်